သမရအင်ဖြူတော်ဘေးဥပုံရုံခန်းထဲမှာယူကရိန်းသမရကိုအပြင်းထန်တင်းမောင်းခဲ့တာကနေစပြီးသမရဗလာဒီမာပူတင်ကိုအလက်စကာမှာကော့ဆော့နီခင်ပြီးကြိုးဆိုတာအထိယူကရိန်းစစ်ပွဲနဲ့ပတ်သက်လာရင်သမရဒေါ်နန်ထရန်ရဲ့တန်တမန်ကြီးရာကြိုးပမ်းမှုတွေကရလက်ကောင်းတွေမရသေးပါဘူး။ ဒါပေမဲ့ကြာတာရီနီကသမရပူတင်နဲ့နှစ်နာရီကြာဖုံးပြောဆိုမှုအပ်ပြီးမှာတော့သမရထံကဒါရီကပြောင်းလဲသွားပါလိမ့်မယ်လို့ပြောဆိုခဲ့ပါတယ်။ because of my relationship with president putin i thought ကျွန်တော်တို့ဒီစစ်ကိုရပ်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဒါကသမ္မတပူတင်နဲ့ကျွန်တော်ရဲ့ဆက်ဆံရေးကြောင့်ပါမြန်မြန်ဆက်ဆံပြီးသွားနိုင်မယ်လို့ကျွန်တော်ထင်ခဲ့တာပြီးတော့ဒါထက်အရင်အရှိအလေပိုင်းကိုလုတ်ခဲလိမ့်မယ်လို့ဘယ်သူကထင်ခဲ့မှလဲလို့သမ္မတထံကပြောဆိုပါတယ် သမ္မတနှစ်ဦးဖုံးပြောဆိုမှုအတွင်မှာသမ္မတပူတင်ကသမ္မတထရန့်ကိုအမေရိကန်လုံတူမဟော့ဒုံးကြီးတွေယူကရိန်းကိုမပိုးပိုးတရိပ်ပေးခဲ့တယ်လို့ခရီမလီနန်းတော်ကပြောပါရယ်အဲဒါကယူကရိန်းသမ္မတနဲ့သမ္မတထရန့်နဲ့တောက်ကြနေမှာအင်ပီရိုမာတွေ့ဆုံတဲ့အခါပြောဖြစ်ကြမယ်လို့မျှော်လင့်ရတဲ့ကိစ္စပါဒီတစ်ပတ်အစောပိုင်းကလည်းသမ္မတထရန့်ကဒီကိစ္စကိုသူသဘောတူနိုင်မယ်လို့အရေးမွတ်ပြောခဲ့ပါရယ်ဒါပေမဲ့သမ္မတပူတင်နဲ့ဖုံးပြောဆိုပြီးနောက်မှာတော့ သူ့လေတံပြောင်းလဲသွားပြန်ပါတယ် we uh we can't deplete ခင်ဗျားတို့သိတဲ့အတိုင်းပဲကျွန်တော်တို့အမေရိကန်ပြည်ထောင်စုအတွက်လည်းဒီတိုမာဟော့ခ်တွေလိုအပ်ပါတယ်ကျွန်တော်တို့မှာအများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့လိုအပ်ပါတယ်ကျွန်တော်တို့အကုန်သုံးလိုက်လို့မရပါဘူးလို့တမရော့ထွန်နန်ထွန်ကပြောဆိုတာပါ ယူကရိန်းတပ်ဖွဲ့တွေကတော့ဒီတိုမာဟော့ဒုံးတွေဟာရုရှားနဲ့စစ်ပွဲမှာအခြေအနေကိုပြောင်းလဲသွားနိုင်တယ်လို့ယုံကြည်နေကြပါတယ်။ဒီ cruise ဒုံးကြီးတွေဟာကီလိုမီတာ1600အထိပြစ်ခတ်နိုင်ပြီးတစ်စင်းကိုဒေါ်လာ2တန်းခွဲလောက်တန်ကြီးရှိပါတယ်။ Tuma Hawk တွေကတော်တော်လေးအစွမ်းထက်တဲ့လက်နက်လို့ကျွန်တော်ထင်နေပြီးတော့သူတို့ကစစ်ပွဲကိုအကောင်းဘက်ကိုအခြေခံကြကြပြောင်းလဲပေးနိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်လို့စီရင်တန်းကျင်သူတို့ကလည်းပြောဆိုပါတယ်စီရင်တန်းကျင်သူတွေကဒီ Tuma Hawk ဒွန်တီတွေဟာတမရပူတင်ကိုညှိနှိုင်းရေးစစ်ပွဲတွေစီကိုခေါ်ဆောင်လာမဲ့ထိရောက်တဲ့အသာစီလက်နက်တစ်ခုဖြစ်လာနိုင်တယ်လို့ဆိုပါတယ်တဖက်မှာလည်းရုရှားနဲ့တင်းမာမှုတွေပိုဖြစ်လာနိုင်တဲ့အနေအလင်းရှိနေပါရဲ့ရှင် warned Trump against sending.